ဒါကြောင့်အိမ်ဆိုတာကအလောင်ရှင်မြတ်ကဘာကြောင့်ဘိုက်တူလာကိုချပေးပါမိန်တော်မူတယ်။ငါရဲ့အိမ်ကိုအမနုအမာငိမ့်ညံတဲ့အေးချမ်းတဲ့တာယာတဲ့အိမ်လို့ဘ누구ကိုဆေလွတ်ပြီးလောက်တာလဲ။မိသားစုတစုကိုဆေလွတ်ပြီးလောက်တာ။အသက်တိအစ္စရာဟင်ပါခင်ပါတယ်။မိခင်ပါတယ်ဟဇတိဟာဂျီရာမိခင်ပါတယ်ဟဇတိအစ်မာအီတားပါတယ်ပြလိုက်တယ်မိသားစု သဇုရဲ့အိမ်ကနေဘိုက်တူလာဖြစ်သွားတယ်ဘိုက်တူလာကနေအမနိုအမန်လို့ခေါ်တဲ့ငိမ့်ရဲနဲ့အေးချမ်းနဲ့တာယာတဲ့အိမ်တိုင်ဖြစ်သွားတယ်အဲ့ဒီအိမ်လိုမိသားစုသဇုတီဆောက်မယ်ဆိုရင်အိမ်တိုင်းအိမ်တိုင်းဟာအလရဲ့အိမ်ဖြစ်သွားလိမ့်မယ်အာမ်တူလလာဘိုက်တူလာဖြစ်သွားလိမ့်မယ်ဘလို့မျိုးသူတို့မိသားစုတစုကိုတိဆောက်ခဲ့တယ်လေသူတို့ဘလို့ကျွန်တော်တို့အတွက်ဆန္ဒမူနာချပေးခဲ့တယ်လေ အလောင်ရှင်မြတ်ကမိမိရဲ့အိမ်ဆိုပြီးချပေးလိုက်တာ အလရဲ့အိမ်ကိုင်နာတစ်ခုလုံးဟာအလရဲ့အိမ်ပဲ။ ဒါပေမဲ့တီးတန့်တနေရာကိုထားပြတာကျွန်တော်တို့တော့မှတ်ကြောက်အဖြစ်သိအောင်ငါလိုလားတဲ့အင်ဟာအမလိုအမားရဲ့အင်ငိမ့်ချတဲ့အင်အေးချတဲ့အင်အဲ့ဒီအင်ဟာဒီအင်ကိုနမူနာကြည့်ပြီးမိမိတို့ရဲ့အင်ကိုဂျန်နက်လို့ရမှာအဲ့ဒီအင်ကိုနမူနာကြည့်ပြီးမိမိတို့အင်ကိုဘိုက်တူလာလို့ရမှာဘာကြောင့်ငါကအတင်တို့ကိုမိမိတို့ရဲ့အင်မှာနမတ်ပတ်ခိုင်းတယ်ဆိုလာကူပြုခိုင်းတယ်တိအောင်လို့ဒီအင်ဒီလဲဘိုက်တူလာပဲဆိုတာအလ္လာဟ်ရဲ့အဘာဒတ်ရှိတဲ့အင်ဒီဘိုက်တူလာပဲဆိုတာဘာနာ အားရကိုကျွန်တော်တို့သိရမယ်ယုံကြည်ရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့လေးလာကြည့်တဲ့အခါမှာအပြိုင်အဆိုင်မလိုအပ်တဲ့အပြိုင်အဆိုင်မျိုးကိုမထားရဘူးနံပါတ်1 relationship တကူကိုမရတော်ရင်ကိုဟာချီးကျူးထားရမယ်ဒါကြောင့်ကျွန်တော်တို့ဇကပုံနေရှိတဲ့ကေယောက်ျားအောင်မြင်တဲ့ယောက်ျားတူရဲ့အနောက်မှာဟလာအမျိုးသမီးကောင်းတူရဲ့ support လို့ခေါ်တဲ့သူ့ရဲ့ကြိုးစားအားထုတ်မှုပံ့ပိုးမှုတွေပါတယ်အဲ့ဒီအတိုင်းပဲကိုလည်းကိုယ့်ရဲ့ဇနီးတော်တဦးရဲ့ဟလာအောင်မြင်တဲ့အနောက်မှာကိုဟာလည်းအဲ့လို support လို့လည်းယက်တီပေးနိုင်တဲ့ယောက်ျားကောင်းတယောက်ဖြစ်ရမယ်နှစ်ဦးနှစ်ဖက်ပဲအဲ့ဒီနှစ်ဦးနှစ်ဖက်ကိုအလာကလိုလာတာဒါကြောင့်ကျွန်တော်တို့လိုအပ်တဲ့ဟာကလူတိုင်းမှာကျွန်တော်တို့လိန်လို့မရဘူးမိသားစုတိုင်းမှာလိန်နဲ့မရကြတဲ့မှာကျွန်တော်တို့ကြော်လွားလာတဲ့အခက်အခဲတွေဒါပေမဲ့ ကိုကယောက်ျားအာနာဆိုပြီးလှုပ်တဲ့အခါငါရှာတယ်ငါစကားနားထောင်ဆိုပြီးလှုပ်လိုက်တဲ့အခါအလဘကသင်္ကန်းစာပေးတယ်ဒါကျွန်တော်တို့ life မှာဖြတ်တန်းလာတဲ့တွေ့ကြုံတွေကျွန်တော်တို့ဘယ်သူမှလိန်လို့မရဘူးညာလို့မရဘူးဆိုတော့တိရမယ်ကေတအူးနဲ့တအူးအလှဲ့ဆိုတာရှိတယ်အလောရှင်မြတ်ကကျွန်တော်တို့ကို ာဝန်တွေဝတရားတွေနဲ့အညီဟလာကျွန်တော်တို့ကိုတင်ငန်းစာတွေပေးထားတယ်ဆိုတော့ခလူးစ်အင်မတန်အရေးကြီးတယ်ကူဘတန်အလလာအင်မတန်အရေးကြီးတယ် life တစ်ခုတိဆောက်တော့မယ်ဆိုရင်ကိုဘယ်နီယက်နဲ့ဒီ life ကိုတိဆောက်ဖို့လုပ်တာလဲငါလည်းသူများတွေလို့အဲ့ဒီလိုသူ့ကိုခေါ်ပြီးချိုးပြမယ်သူ့ကိုခေါ်ပြီးရောဟလာဟိုဒီလိုဇေယျမျိုးနဲ့သူ့ကိုလည်းငါအတုံးချပြပါမယ်ဆိုလို့ရှိရင်အလောရှင်မြတ်တက်ကြီးတဲ့သူဘာမှမရှိဘူး intikam allah allah ရဲ့ဂုဏ်တော်တွေမှာလေ့လာကြည့်လိုက် al muntakim လဲပါတယ်ဘလို့ဒူတွေအတွက်အဲ့လိုဒူတွေအတွက်ကအလကအတင်းမထင်းတဲ့အတင်းပေါ်အာနာရှင်ဖြစ်သွားပြီအတင်းမှာကုဒရတ်ချစ်သွားပြီဆိုပြီးရောငါ muntakim အဲ့ဒီဘန္ဒာကနှုတ်ပိတ်လိုက်တယ်အဲ့ဒီဘန္ဒာနှုတ်ဆိတ်လိုက်တယ်သူဟာအတင်းကိုမတုံ့ပြန်ဆိုငါအတင်းကိုတုံ့ပြန်လက်စားချင်မယ်ငါအဲကြောင့်အလက al muntakim ကြောင့်ဇုလုံလုံးလို့မရဘူးသူများသားသမီးကိုယူလာပြီးရင်လည်းဇုလုံလုံးလို့မရဘူး ရက်ဆက်မှုအကြမ်းဖက်မှုအိမ်တွင်းအကြမ်းဖက်မှုတွေကျွန်တော်တို့လုံးလုံးမရဘူးကျွန်တော်ပေါင်းပေါင်းပြီးတော့တအိမ်မိမိရဲ့အိမ်ကိုစွန့်လွတ်ပြီးမိမိရဲ့မိဘကိုစွန့်လွတ်ပြီးအဝေးကနေရောက်လာတဲ့ဒူကိုအိမ်ပေါ်ဘလို့ခေါ်လာမလဲအိမ်မှာဘလို့မျက်နှာတွေမျက်နှာနဲ့ကြိုဆိုကြလဲဒါတွေကပါလဲဆိုရင်ဒရမာတွေကရိုက်တွင်းထားတာဒါအစ္စလာမ်ကမဟုတ်ဘူးယဉ်ကျေးမှုအမှားတွေကရိုက်တွင်းထားတာနော်ကိုကျွေး ဒီမှာဘလို့ဆက်ဆံရင် तू ကလက်အောက်ရောက်သွားမယ်ကိုယ့်ရဲ့ဒီလိုလက်အောက်ရောက်ဒီလိုမျိုးလုံးမှဒီလိုမျိုးချူထားမှဒီလိုပြောမှရမယ်ဆိုတာဒါယဉ်ကျေးမှုအမားတွေကတင်ပေးထားတာအစ္စလာမ်ကတင်ပေးထားတာမဟုတ်ဘူးအစ္စလာမ်ကတာမန်လူနဲ့စကားပြောရင်တော့မှအလွန်ချူတာတဲ့စကားပြောပါကူလူလေးနာစေဟုစနာအကောင်းဆုံးသောစကားကိုပြောပါအစ္စလာမ်ကမဝဒတ်နဲ့ရဟမတ်နဲ့မိသားစုတစ်စုကိုတိဆောက်ပါလို့ပြောတာလေရဟမတ်ဆိုတာဘာလဲဂယုနာအလ္လာဟ် ဆူကအပြုံးတစ်ခုတော့တင်လို့ရဲ့ဟလာမိုမင်တူတူကိုပြုံးပြလိုက်တာတော့မှအကျိုးဆောင်အင်မတန်မှကြီးတယ်ဆိုတော့ခေါ်လာတဲ့ချွေးမအရှင်မှာမျက်နှာထေးမျက်နှာကြီးလုံးပြပြီးတော့ဘာမောက်မာစွာနဲ့အာနာရှင်ကြီးလိုနေပြတဲ့ဟာကဘလို့ဆဝပြူရမလဲဘိုင်အင်မတန်မှကြောက်ဖို့ကောင်းလေဒါဒီအမအယွင်းတွေကိုကျွန်တော်တို့သိရမယ် society တစ်ခုကြီး family ကောင်းတစ်ခုကနေဖြစ်လာ family တစ်ခုကောင်းမှ society တစ်ခုကောင်းနိုင်တယ် society တခုကောင်းမှဒီရက်ွက်ရက်ရွာမျိုးတခုကောင်းတဲ့မျိုးဖြစ်မယ်မျိုးကောင်းမှကျွန်တော်တို့နိုင်ငံကောင်းမယ်ဒါဒီအားလုံးကအစစ်နဲ့အစစ်နဲ့ step တွေ Islam ကဒါကြောင့်မိသားစုတွေမဟုတ်မိသားစုဘေးမှာရှိလာတယ်ပါလာတဲ့အိမ်နီးနားချင်းတွေအတွက်ပါမဝတ်သက်နဲ့ရဟမတ်ကိုပြောထားတယ် Islam ကဘလောက် right တွေကိုချပေးတာလဲအခုဟာက အင်းကြီးနာချင်းတွေကိုပါပူပေါင်းပြီးတော့ကိုယ့်အင်းရဲ့မကောင်းကြောင်းတွေလိုက်ပြန်ပြောပြီးတာသမီနဲ့မိဘကြားမှာခွဲလင်းနဲ့မယားကြားမှာခွဲညီကိုမောင်နှမကြားထဲမှာခွဲအလားဆွေမျိုးအတိုင်းဝိုင်းကြားထဲမှာခွဲ အရန်ချစ်ခင်နေတဲ့နော်အင်းကြီးနာချင်းတွေကြားထဲမှာခွဲအရန်ချစ်ခင်နေကြတဲ့တငယ်ချင်းမိတ်ဆွေတွေကြားထဲမှာခွဲခွဲရေးလိုက်တဲ့လုံနေကြတဲ့သူပါ အစ်မတမကြီးတဲ့ရှိုက်တန်ထက်ပို့ပြီးယုံညံ့တဲ့အလောရှင်မြတ်ကျမ်းတော်မြတ်ကုရ်အန်မှာမိန့်တော်မူထားတဲ့ကုလာအေကာကလ်အန်အမ်ဘလ်ဟုမ်အဇလ်ထိုသူများဒီတွားတွားတတဝါများကဲ့သို့ဖြစ်တဲ့ထိုသူများထက်တော်မှပို့ပြီးယုံညံ့တဲ့သူများဖြစ်တယ်ဆိုတာကိုသိရအဲ့ဒီခွဲတဲ့သူဟာပေါင်းပေးတဲ့သူဟာအလ္လာဟ်ရဲ့ရှေ့မောင်မှာစသောကပြောခဲ့ပြီးပြီရောဇာဥပုပ်တီလာစောင့်တီတာထက်တော်ပို့ပြီးမြတ်တဲ့အိပါဒတ်အလ္လာဟ်လာမှာပေးကမ်းစွန့်ကြဲတာထက်တော်ပို့ပြီးတာလုံးမြင့်မြတ်တဲ့အိပါဒတ် အလ္လာဟ်ရှင်မြတ်ထာမမုစတဟပ်နာဝါဖီလ်ဒီကိုထိုင်ပြီးတညာလုံးရကတ်ပေါင်းတစ်ထောင်ဖတ်နေတာတောင်ပို့ပြီးသားလို့မြင့်မြတ်တဲ့အိဘါဒတ်နှစ်ဦးကိုစေ့သက်ပေးတာအခုကစေ့သက်ပေးတဲ့နေရာမှာခွဲရေးအတွက်ကိုမိဘတွေကိုယ်တိုင်ပါဝင်ပြီးတော့လုပ်ပေးတယ်အမြန်ကွဲအောင်သူ့ကိုခွဲလိုက်သူ့ကိုတလောက်ပေးလိုက် မော်လ်ဘီတွေကိုလက်ထိုးတယ်ပတ်စံလာပေးပြီးတလောက်ပေးခိုင်းတယ်ဆိုနီးမျိုးစုံနဲ့နော်ဖြည့်စည်းတာဒီအားလုံးကိုတိကြပါဒါကြောင့်ရှိုက်တန်ကို ကြည့်ခြင်းနဲ့တွေ့ဘူးခြင်းနဲ့ဆိုရင်မှန်မှာကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်ကြည့်ပြီးတော့သုံးသပ်လိုက်ကေငါဟာဒီရှိုက်တန်ရဲ့လောက်ရတဲ့ထဲမှာပိုင်ငါလည်းဒီရှိုက်တန်ကိုကြည့်လိုက်တာလူရှိုက်တန်ဖြစ်သွားပြီမှန်မှာကြည့်လိုက်သိသွားမယ်မျက်နာရဲ့အနေအထားဒီလူကိုအားလုံးတမိုင်းကိုပေါ်ပြစေတယ်မော်လာအလီလိုက်ဆမ်တကင်ကြီးကို ကရမလာဝချူဝချွန်လာလို့ပြောတာအလကားမဟုတ်ဘူးမော်လာရဲ့မျက်နှာတော်မှာအာဒမ်ကနေနောက်ဆုံးနဗီတမန်တော်ရဲ့တမိုင်းရှိတယ် လာဟ်မဆလ္လအလာမုဟမ္မဒ်ဝါအလမုဟမ္မဒ်အဲ့တော့ကျွန်တော်တို့မျက်နာကျွန်တော်တို့မျက်နာကိုကျွန်တော်တို့ဟာနူရရခြင်းလေဆိုလို့ရှိရင်ရှိုက်တန်မိစ္ဆာရဲ့ဒီလောက်ရက်တွေကနေပြီးတော့ကျွန်တော်တို့ဟာတောင်ဝေကတရားကိုရယူပြီးအလတ်ထမအစ်စတဖာဖယ်ယူပြီးကျွန်တော်တို့ဟာဒီလောက်ရက်တွေကနေရှောင်ရှားလာလိမ့်မယ် majority တခုကိုကျွန်တော်တို့ society တခုကိုတိဆောက်တော့မယ်ဆိုရင်အလရဆူနှစ်တက်တဲ့ လမ်းစဉ်ဆွန်လက်တော်ကိုကျွန်တော်တို့ကျင့်သုံးရလိမ့်မယ်ဆွန်လက်တော်မှာအမျိုးသမီးရဲ့ right လဲပြထားတယ်အမျိုးသားရဲ့ right လဲပြထားတယ်ဆွန်လက်တော်မှာအခလာ့လို့ခေါ်တဲ့အလားဇရိတာမွန်ကိုကျွန်တော်တို့ကိုပြထန်းထားတယ်အဲ့ဒီအတွက်ကြောင့်မိသားစုအတွက်ကိုလုံကျွေးတဲ့သူဟာအလလာမှာဂျီဟာဒ်လုပ်တဲ့သူတွေပို့ပြီးတော့တားလို့မြင့်မြတ်ပါတယ်ဆိုပြီးတော့မိန့်တော်မူထားတယ်အလကမိန့်တော်မူထားတာမဟုတ်ဘူးမိသားစုကိုအချိန်ပေးပြီးတော့ မိသားစုအတွက်ကိုလှုပ်ကျွေးနေတဲ့ဟလာရစ်ကိုရိုစီရှာကျွေးနေတဲ့ဒူရဲ့ဟလာလုံအားကားကိုလှုပ်နေတဲ့ဒူပေါ်အလောင်ရှင်မြတ်ကအလလာမှာဂျီဟာခြေတန်းထွက်ပြီးတော့ဂျီဟာလုပ်တဲ့ဒူထပ်ပို့ပြီးတော့တာလုံးမြင့်မြတ်ပါတယ်ဆိုပြီးတော့မိန့်တော်မူထားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အတွက်အင်မတန်အရေးကြီးတယ်ကကျွန်တော်တို့ဟာ family တစ်ခုမှာဘလို့ပုံမှန်တရံနဲ့ကျွန်တော်တို့ family တစ်ခုကိုတည်ဆောက်နေဒါကြောင့်တားစဉ် တာသမီတွေကျွန်တော်တို့ယူလာတယ်ဆိုတော့အလ္လာကကျမ်းတော်မြတ်ကုရ်အာန်မှာအတင်တို့ကိုတာသမီယူရမှာဝါဂျစ်မဟုတ်ဘူးဒါပေမဲ့ဖာရက်တောင်းမမဟုတ်ဘူးတာသမီကိုပြုစု ထိန်းသိမ်းစောင့်ရှောက်ရမှာတာရဘီယတ်အစ္စလာမ်ရဲ့ဘောင်းအတွင်းမှာတာရဘီယတ်လို့ရမှာဝါဂျစ်အခုကကိုရိုင်းနဲ့ဗယံမရာနေတယ်ကိုတာသမီတွေကိုလည်းဗယံမရာထားတယ်တာရဘီယတ်ဆိုတာအဝေးအဲ့ဒီအပြင် ဒုနီယာလောကီရဲ့ရှိုက်တာရဲ့လုံရက်တွေပေါ်မှာမိဘထိုင်ပြီးတော့ဂုံယူတယ်။အဲ့ဒီပြင်ကိုယ့်ရဲ့ချွေးမနဲ့ကိုယ့်ရဲ့သမီးကိုပြိုင်နေတယ်။အဲ့ဒီအပြင်ကိုယ့်ရဲ့သမတ်နဲ့ကိုယ့်ရဲ့အခြားတော်သမတ်နဲ့တွားပြီးတော့ပြိုင်နေ။ဒါတွေဟာ life မှာ အကြီးတန်းစေတဲ့အရာတွေ။အဲ့ဒါတွေအမတမအရှက်ရဖို့ကောင်းတဲ့အရာ။ဒါကြောင့်ဖာတီမာဆေရာတခင်မကြီးဆလာမူလာအလာယာကိုတော့သမီးတော်ပါမိတော်မူအမျိုးသမီးများအတွက် အဲ့ဒီတည်းမှာအဖွားကိုလည်းပါသွားပြီဇနီးလည်းပါသွားပြီသမီးလည်းပါသွားပြီနှမလည်းပါသွားပြီအားလုံးအတွက်အရေးကြီးတာဒီအဆက်တရားရဲ့အလောက်အမျိုးသမီးများအတွက်အလှတရားပါလဲဆိုတော့ရွှေငွေကြောက်တံမတရားလို့မပြောဘူးအဆက်သိခါခါကိုစောင့်ထိန်ကြည့်ဒီအဆက်သိခါဆိုတာအင်မတန်မှအရေးကြီးတဲ့၄နှစ်မှုပဲအဲ့ဒါဒီ အရွယ်မရွေးအရွယ်၃ပါလုံးအတွက် အမျိုးသမီးတွေမဟုတ်ဘူးမျိုးသမီးများအတွက်မေးတဲ့အတွက်ဒီမေးခွန်းအဖြေကိုပေးတာကလည်းအမျိုးသားအတွက်ကိုလည်းဒါအရေးကြီးတဲ့အရာအချက်တိတ်ကကျွန်တော်ဆိုလိုတာကျွန်တော်ကျွန်တော်မြတ်ကုရ်အာန်မှာပတ်ယူတယ်ဆိုကြကွန်လာလေဘာဆုလကုမ်အတင်တို့အတွက်ဒီဇနီးကြရတော်တွေဟာတင်တို့အတွက်ဝိယုံဖြစ်တယ်အတင်တို့ဒီလေထိုးသူများတော့ဝိယုံဖြစ်တယ်ဝိယုံအောက်မှာနေရမယ်အဲ့ဒီတဲ့ ပြင်လူတွေကိုဝင်ခိုင်းလို့မရဘူးကျွန်တော်တို့ကိုရောကတာရကပေးရတဲ့အိမ်မှာကိစားခြုံဆောင်ယူလာခိုင်းပြီးပဉ္စတန်၅ပါးကိုခြုံဆောင်အောင်မှာထားခိုင်းပြီးဟာတဲ့အူမေဆလမာဝင်ဖို့ကြိုးစားတော့အသင့်နေရာမှာအသင်မုံမြတ်တော်ဇနီးတော်ဖြစ်တယ်ဒါပေမဲ့ဒီခြုံဆောင်အောင်တဲ့အတင်ဝင်လို့မရဘူးတင်မဝင်လို့မရဘူးဖွဲချပြီးကျွန်တော်တို့ကိုပြရဲဆိုတာဘာကြောင့်လဲဆိုရင်တာသမီကြာလင်းနဲ့မရကြမှာကျွန်တော်တို့ ဘောင်းနေဆိုတာရှိတယ်အစ္စလာမ်မှာဘောင်းနေဆိုတာရှိတယ်ဒီဘောင်းကိုကျွန်တော်တို့နားတယ်ဘာကြောင့်လူတွေဟာသာသနာကနေထွက်ပြေးလဲသာသနာကထွက်ပြေးပြီးရောဘာကြောင့်လဲဆိုလို့ရှိရင်တို့ကဘောင်းထဲရောက်มาကြောက်တာအစ္စလာမ်ကလူကိုလူစားမြအောင်လူလူပိတအောင်ဒီဆရာအခုနကဒီအဆက်တရားနဲ့ပတ်သက်ပြီးတော့ဆရာပြတ်သွားတယ်အော်ဟုတ်ကဲ့ဆိုတော့အဆက် တရားဟာဘလောက်အရေးကြီးတယ်လဲဆိုလို့ရှိရင် အရွယ်၃ပါးမရွေးအတွက်ကိုစောင့်ထိန်ရမယ်အရာတစ်ခုဖြစ်တယ်ဒီအဆက်တရားဟာကျွန်တော်ဆောစောကပြောခဲ့သလိုပဲအဝတ်အစားတယ်မဟုတ်ဘူးအဝတ်အစားကုခန္ဓာကိုကိုကိုဟလာလုံကြုံအောင်ဝတ်လိုက်တာပဲအဆက်မဟုတ်ဘူးအဆက်တရားဆိုတဲ့အတိတ်ပဲကအင်မတန်မှကျယ်ပြန့်နေနော်ဒါကစိတ်တည်တာပါဝင်တဲ့ဟိဂျာဘလောက်ရှိမြတ်ဟလာ ယောက်ျားကိုလည်းဖုံးကွယ်ထားခိုင်းတယ်အမျိုးသမီးကိုလည်းဖုံးကွယ်ထားခိုင်းတယ်အဲ့ဒီအချက်တရား foundation basic အဲ့ဒီအပြင် ကျွန်တော်တို့ရဲ့နှုတ်ကကျွန်တော်တို့ရဲ့မျက်စိက ကျွန်တော်တို့ရဲ့လက်ကကျွန်တော်တို့ရဲ့နားကလှူရှားမှုတွေအားလုံးဟာဒါကြောင့်ဘာပြောလဲကိုယ့်ရဲ့လှုပ်ရကြောင့်ငါတို့ကိုအချက်မရသင့်တယ်တဲ့ကိုရောရဲ့အနွယ်တော်မူအလေးပါတော့ဆိုတော့ဒီလှုပ်ရတီဟာဘာကြီးလဲဆိုတော့ကျွန်တော်သိရမယ်အချက်တရားနဲ့စန့်ကျင်နေတဲ့လှုပ်ရတီလားအချက်သိက္ခာမဲ့တဲ့အလုပ်ရတီလား အကြောင်းဒီအဆက်သိက္ခာမဲ့တဲ့လုပ်ရက်တွေဟာကျွန်တော်တို့ရဲ့အလရဲ့အချစ်တော်ကိုစိတ်မကောင်းဖြစ်အောင်ပွားပြီးတော့ထိခိုက်စေတဲ့အရာအလအချစ်တော်ရဲ့အချစ်တော်တွေအတွက်ကိုစိတ်မကောင်းဖြစ်အောင် လုပ်စေတဲ့အရာဆိုဒါတွေကိုကျွန်တော်တို့နံပါတ်1တိရမယ်ကေကျွန်တော်တို့အစ္စလာမ်အကြောင်းပါလေအလရာဆူလ်ဟာဒီအလရာဆူလ်ရဲ့တမိတော်ဟာအရှက်သိက္ခာလို့ပြောခဲ့တာအီမာညက်လေအစိပ်ပိုင်းဖြစ်တယ်အဲအကြောင်းပါမိန့်တော်မူလဲဆိုရင်ကိုတော်မိန့်တော်မူတာ အဆက်သိက္ခာမရှိတဲ့သူမှာအီမန်လည်းမရှိဘူးတဲ့အဲ့တော့အီမန်ရှင်အီမန်ရှင်ပြောနေတဲ့နှုတ်ကတော့ဒါပေမဲ့လုံရက်တွေဟာအဆက်သိက္ခာမဲ့တဲ့လုံရက်တွေလုံနေတယ်ဆိုရင်အီမန်ရှင်ဘရောမမဖြစ်နိုင်ဘူး။ဘာကြောင့်လဲ?အလ္လာဟ်ရဆူလ်ကမိန့်တော်မူပြီးသွားပြီ။နော်။ဆိုဒီအဆက်သိက္ခာလည်းစင်ကျင်တုံးတရားနဲ့ဆိုင်တယ်ဒါကြောင့်ဟဇရတ်အာဒမ်ကိုအရင်ဆုံးပေးတဲ့လက်ဆောင်အလောင်းရှင်မြတ်ထံကနေပြီးတော့လာပြီးတဲ့လက်ဆောင်ထဲမှာအကလတ အီမန်ဟာယာသုံးခုကိုတစ်ခုရွေးပါလို့ပြောတယ်။ဂျီဘရီလအမင်ယူလာတော့အဇတ်အာဒမ်အလိုင်းစလာမ်ကဘာကိုရွေးလဲ။အကလကိုရွေးတယ်။ဆိုအကလရွေးလိုက်တဲ့အခါစင်ရင်တုံတရားကိုရွေးလိုက်တယ်။ရွေးလိုက်တဲ့အခါဂျီဘရီလအမင်ကဘာပြောလဲ။အီမန်နဲ့ဟာယာကိုလာအတင်းတို့နောက်ဦးကလည်းပြန်လိုက်ခဲ့။အဇတ်အာဒမ်ကတော့အကလကိုခေါ်တဲ့စင်ရင်တုံတရားကိုရွေးချယ်လိုက်ပြီ။ ဆိုတော့အီမန်ကလည်းနှုတ်ကနေ စကားပြောတယ်အလားရဲ့ကုသရတော်နဲ့ဟယာလို့ခေါ်တဲ့အဆက်သိခါလည်းစကားပြောတယ်ဘာပြောလဲကျွန်တော်တို့ကို အလောင်ရှင်မြတ်ဖန်ဆင်းခဲ့ကအကလနဲ့အတူထားတယ်အကလရှိတဲ့နေရာမှာနေရမယ်လို့မိန့်ထားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အကလပမာရှိလဲဟယာကအဲ့ဒီမှာနေမယ်အကလပမာရှိလဲအဲ့ဒီမှာအီမန်ကနေမယ် တော့ဘာတိရလဲအလောင်းရှင်တော့ဘာကြောင့်ထိုးသူများဒီတွားတွားတဝါတက်ပို့ပြီးရောယုံညံ့တဲ့သူတွေဖြစ်လဲဆိုသူတို့မှာအကလ်မရှိလို့စင်ကျင်တုံတရားသူတို့မှာမရှိတဲ့အတွက်အလောင်းရှင်မြတ်ကသူတို့ကိုတိရစ္ဆာန်နဲ့နိုင်တာဆိုတော့အကလ်ရှိရင်ဟယာရှိမယ်ဟယာရှိရင်အီမန်ရှိမယ်ဒါကအသင့်သင့်တယ်ဆိုတော့အရှက်တိတ်ခါကအလေကစကားပြောလိုက်တာက အရှက်တိတ်ခါမဲ့သွားတယ်ဆိုသူမှာအကလ်လည်းမရှိဘူး သူမှာအီမာလည်းမရှိဘူးအဲ့ဒီအတွက်ကြောင့်ဗယံဗရာဇင်တကီတခုကိုလုတ်ပြီးသူများကခိုင်းတဲ့အတိုင်းကတယ်အလရဲ့ကျမ်းကိုရောရဲ့ဟာဒီစွန်နတ်တော်ကနေမတော်ဘူးဘေးကပယောဂတွေတကြောင်မတ်လဘီဆိုတဲ့သူတွေကမပေါင်းပါနဲ့လို့ပြောတာပဲတာပေါင်းညာစားလို့ကျွန်တော်ဗမာမှာပြောကြတယ်တာကူတွေဒီလိုသူတွေနဲ့မပေါင်းတင်ခိုင်းတာဘူးအစ္စလာမ်မှာကိုပြောထားတယ်ဘာကြောင့်လဲသူတို့ဟာတဖက်ကလူကို သူတို့လာတာဟူကအလားလာတာဟူကသူတို့ဟာယမတ်လောဘတွေနဲ့လာနေတာအနာမှာအဲ့ဒီယမတ်ငွေချေးပြခြင်းလည်းဖြစ်မယ်အခြားအရာတွေလည်းပြခြင်းဖြစ်မယ်ဒါပေမဲ့ဒီတာကူတွေတာပေါင်းညာစားတွေဟာတပတ်ကသူချင်းမွန်ထိုက်သလားချင်းမွန်မထိုက်ဘူးလားဘာမှမသိဘူးသူတို့လိုချင်တာရှိပြီဆိုရင်သူတို့အဲ့ဒီဒူကိုအချိန်နဲ့ဟလာမဟုတ်ဘဲနဲ့လည်းသူတို့ချင်းမွန်မယ်ချင်းမွန်ပြီးသူတို့အနာလာမယ်သူတို့လိုချင်တာသူတို့ယူသွားမယ်ပြီးရင်အဲ့ဒီဒူကိုလက်တော်ကြည့်မှာဘူးအဲစာနဲ့ faramosh လည်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီအတင်းဖြင့်လာပြောတဲ့လူကိုပဲပို့ပြီးတော့အခန့်ကျွေးမွေးတယ်ပို့ပြီးတော့ခေါ်ပြီးဂယုစိုက်တယ်ဒါပေမဲ့အဲ့ဒီသူပဲသူ့ကိုပြန်တူကာပေးသွားတယ်ဘာကြောင့်လဲသူကသူ့အတွက်လိုတဲ့အချိန်ပဲလာတာလीဒါပေမဲ့အဲ့ဒီသူရဲ့ဇကားကိုနားထောင်လိုက်တာဘာနဲ့ကွဲသွားလဲကျွေးမနဲ့ကွဲသွားပြီးသားသမီးတွေကြားထဲမှာကွဲသွားပြီးပြီးသားစုဆွေမျိုးတွေကွဲသွားပြီးဆီလီရဟမ်အလောင်းရှင်မြတ်ကလှုပ်ခိုင်းထားတဲ့ရဟမ် ဆိုတော့အရိပ်အောက်မှာမိသားစုဆိုတော့အရိပ်အောက်ကနေပြီးတော့ပြိုကွဲအောင်လှုပ်လိုက်ပြီးအဲ့ဒီဂုံချောတိုက်တဲ့မတ်လဘီတွေကြောင့်ဆိုတော့အစ္စလာမ်ကအကြောင်းဘခီနဲ့မပေါင်းခိုင်းဘူးမတ်လဘီနဲ့မပေါင်းခိုင်းဘူးအဲ့လိုဒူတွေကို ကိုယ့်ရဲ့ pass ကိုလည်းမပြောခိုင်းတာဘူးဒါကြောင့်ငြိမ်ရရှက်ရအတင်းပြောပြီးဆိုရင် ကျွန်တော်တို့ဟလာပိုတော်မှဟိုကောင်းတဲ့ယဉ်ကျေးမှုတွေမကောင်းတဲ့ယဉ်ကျေးမှုတွေထိုးတွင်းလာပြီးရွံ့ရွံ့ချမ်းတစ်ခွက်နဲ့အတင်းနှစ်နာရီထိုင်ပြောကြတယ် နော်နိုင်နဲ့တိုင်ပြီးပြောကြတယ်ဘာကြောင့်လဲအရာအရာသာရှိတယ်ဆိုပြီးဒါပေမဲ့ဒီအရာသာဟာမီးနဲ့ပြောင်းလဲသွားလိမ့်မယ်ဒီအရာသာဟာကပ္ပရမမီးအဖြစ်ပြောင်းလဲသွားမယ်အရာတွေအမတမကြောက်ဖို့ကောင်းတယ်ခင်မိသားစုတစု society တစ်ခုကိုကျွန်တော်တို့ဟာတည်ထောင်တော့မယ်ဆိုလို့ရှိရင်မိသားစုဒီအဲ့ဒီ society ရဲ့ foundation တစ်ခုဖြစ်တဲ့အတွက်ဘလို့မိသားစုမျိုးကိုရွေးချယ်မှလဲအလားကြိုက်နေတတ်တဲ့ကိုတော့လမ်းစဉ်မှာကိုတော့ပြတန်းခဲ့တဲ့မိသားစု အလီဘက်ရဲ့လမ်းစဉ်မှာစာပါကြီးတွေတာဝကာကြီးတွေရဲ့ဒိတ်ဒိတ်ကျဲဟာလာသူတို့ဘလို့တိဆောက်ခဲ့လဲ life မှာအဲ့ဒီလို့သွားမလားဗယံဗရာဘောင်းအပြင်ကနေလွတ်သွားအောင်လို့သွားမလားအဲ့ဒီလို့လွတ်သွားလိုက်တဲ့အခါကျတော့အစ္စလာမ်နဲ့လည်းဝေးသွားတယ်အီမာနဲ့လည်းဝေးသွားတယ်အရှက်သိက္ခာနဲ့လည်းဝေးသွားတယ်ပြောပါညီလေးလို့လက်စွာဆွေးနွေးလို့ရအောင်ဟုတ်ကဲ့ပါဟုတ်ခုနဆရာပြောတဲ့အလေလောက်ပါဘောနော်ဒီ therapy ရဲ့ ဒီမိဘနဲ့တာဓမီပေါ့နော်မိဘကတာဓမီကိုဒီဘက်ခစ်မှာဆိုပူဆိုးတာပေါ့နော်ဘယ်လိုတွန်တင်တင့်တယ်လဲပေါ့နော်ဒါလေးနည်းနည်းစေမင်းတောင်းနေတိတ်ကောင်းတောင်းနေအမေကွန်းလည်းဖြစ်တယ်ကျွန်တော်ကျေးဇူးတင်တယ်ဟိုဘာလို့ဆိုကျွန်တော်ဒီမှာပြောနေတဲ့အခါကျတော့ဟိုအချိန်ကိုကြည့်ပြီးကျွန်တော်လည်းသတိုက်ပြောနေရတဲ့ပုံမှာကြည့်ပါတာပါပေါ့နော်ကောင်းတယ်အရန်ကောင်းတယ်ဘာကြောင့်တာဓမီရက်ကိုမိန့်ထားလဲဆိုလို့ရှိရင်ကိုတော်မြတ်ကြီးကလည်းဒါကြောင့်ကျွန်တော်တို့ကိုပါပြောလဲနိကာရှာတိလောက်ကလေးကိုက ကိုရွေးချယ်ရမယ်တာဘီယက်ကအရိကနေစားတာကိုကဘလို့ဇနီးမျိုးကိုအိမ်ယူလာမလဲဇနီးဖြစ်တဲ့လူအောင်ဘလို့ယောက်ျားရဲ့အိမ်ကိုသွားမလဲအဲ့ဒါကရှင်းရှင်းလင်းလင်းပဲအဲ့ဒါကိုဟမ်ကုဖ်လို့ခေါ်တယ်အစ္စလာမ်မှာနှစ်ဦးနှစ်ဖက်ရဲ့ညီသူညီမဒါကြောင့်တခါလေရှိရမလားအာလင်ကဂျာဟီလ်ကိုသွားယူလိုက်တက်လုံးဆင်းရဲရစိတ်ဆင်းရဲစွာနဲ့နေတဲ့မလိုအပ်တဲ့ပြဿနာပေါင်း16000ကိုရင်ဆိုင်ရတယ် ဘာကြောင့်လဲတဦးကအာလင်ဖြစ်ပြီးတဦးကဂျာဟီလ်ဖြစ်နေတဲ့အတွက်အစ္စလာမ်ကဂျာဟီလ်ကိုမလိုလားဘူးအလောင်းရှင်ကအီဘာဒတ်လုပ်တာတော့မှငါ့ကိုတိပြီးလုပ်လို့ပြောတာတယ်ငါ့ကိုမတိပဲနဲ့ဗယံမတာတိုင်ပြီးတော့ဆာဂျီဒါလုပ်နေတာမလိုလားဘူးငါရှိနေတဲ့ဆိုတာကိုတိယုံကြည်အီမာနဲ့တကွာဟလာနှလုံးသားမျက်စိနဲ့တကွာကြည့်ပြီးငါ့ကိုဆာဂျီဒါလုပ်အဲ့ဒီဆာဂျီဒါမျိုးလိုလားတာ ဆိုတော့ပြောချင်တဲ့တော့ဘာလဲမာရီဖတ်အလွန်အရေးကြီးတယ်အီလီမယန်အရေးကြီးတယ်ဆိုတော့စပြီးအိမ်တော်ပြုတ်ကလေးကကို့သားသမီးကို ကိုဘလို့လိုလားတယ်လေအဲ့ဒါကိုဒါကြောင့်အနောက်တိုင်းတွေမှာရှိတဲ့မွေးပွားလာတဲ့သားသမီးတွေဘာကြောင့်ထူးချွန်ကြတယ်လဲဆိုတာဘာလဲသူတို့လည်းအလိုက်ရဲ့ဗန္တာတွေပဲသူတို့ကဒါကြောင့်ဒိဋ္ဌိကျပညာရှင်ကြီးတွေဘာပြောလဲဆိုတော့အစ္စလာမ်ရဲ့တွင်တင်ဆုံးမထားတဲ့ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ဒီအမှားတမ်းတွေဆုံးမစကားတွေကိုတဲ့ဟလာ practically ကျွန်တော်တို့ကဖတ်ပဲဖတ်တယ် practically ကအောင်တန်းရတူတွေတော်များလေးလေးလာပြီးလုပ်နေကြတယ်ကိုတွေက half face လုပ်တယ် hips လုပ်ပြီးထိုင်နေတယ်ကိုတွေကအဲ့ဒီအပေါ်မှာလက်တွေ့မလုပ်ဘူးမချင့်ကြဘူးတဲ့ဆိုတော့ကျမ်းတော်မြတ်ကုရ်အန်မှာပြောပြီးသွားပြီးကဘလို့သူဒါကြောင့်သူတို့ဟာသူတို့မွေးလာမဲ့တာသမီးဟာဘလို့သူဖြစ်ရမလဲဆိုတော့မမွေးခင်အရင်ကလေးကသူတို့ကတွားပြီးတော့ကျောင်းတူရှင်အပ်လိုက်ကြပြီကျွန်တော်ရဲ့မွေးလာမဲ့ ကလေးဟာဒီ engineer ဖြစ်ရမယ်ကျွန်တော်ရဲ့မွေးလာရကလေးဆရာအောင်ဖြစ်ရမယ်အဲ့တော့အစားတောက်ကနေစတယ်တာရဘီယက်နံပါတ်1 halal risk corrosion ကျွေးပါဆိုတာအဲ့ဒါကိုစူးလို့လားဘိုင်ဒီကလေးအတွင်းထဲမှာရှိနေပြီရှာနေတော့ haram ကပိုက်ဆံနေရှာနေတယ်ပြီးတော့ haram နဲ့စပြီးတော့ဒီကလေးကိုဘလို့ပုံစံနဲ့အာဥလမာဖြစ်ခြင်းစေခြင်းနဲ့အာလင်ဖြစ်စေခြင်းနဲ့ဘိုင်သူ haram နဲ့ကြီးလာတယ်သူ့မှာတွေးမှာအဆက်ပါလာပြီး ီကလေးရဲ့တရဘီယတ်ကမိဘနှစ်ပါးနေစားတယ်မိဘနှစ်ပါးဟာသူတို့အိမ်တော်ပြုတဲ့အခါမှာကူကသူတို့ရွေးချယ်ရမယ့် criteria ကိုသူတို့သိရမယ်ဘလို့သူကိုသူတို့ရွေးချယ်ပြီးကျွန်တော်ဆိုလိုကဒါ short cut ဟိုဥပမာလေးကျွန်တော်ပေးလိုက်တာဘလို့သူကိုရွေးချယ်ရမလဲဘလို့နှစ်ပတ်တော့အတိုင်းဝိုင်းကိုတဝူးနဲ့တဝူးသွားကြမလဲအဲ့ဒီနှစ်ဦးမှာ ရှိနေတဲ့ညီသူညီမများဟာဖြစ်တယ်ဆိုလို့ရှင်တာသမီမွေးလာမဲ့သူကိုကိုယ့်ရဲ့တရဘီယာသာဒီန်ထဲမှာထားမလားအစ္စလာမ်ထဲမှာကြီးပြင်းအောင်လုပ်မလားမိဘပေါ်မူတည်တယ်မိဘဝစုနဲ့နေခြင်းတဟာရတ်သောကပြောခဲ့တဲ့တဟာရတ်နဲ့နေခြင်းဟလာရစ်ကိုရိုစီစားခြင်းအလ္လာဟ်ရဲ့ကလာမ်ကိုဖတ်ခြင်းတွေးခေါ်ခြင်းနော်ဇစ်ကီလုပ်ခြင်းဖိကရ်ဘာလုပ်ခြင်းအစ္စလာမ်ကထိုင်ပြီးတော့မုဆလမာပဲနေခိုင်းတာမဟုတ်ခေတ္တမတည်ရှိတဲ့ အလင်ကိုလေ့လာစေခြင်းအလင်လေ့လာရမယ်အဲ့ဒီချိန်ကလေးကဖတ်ရွခြင်းမူတာလျာစတဒီဒါတွေအားလုံးဟာတွေးကနေကူးပြောင်းပြီးရောခလေးမွေးလာတဲ့အခါဒီခလေးဘာကြောင့်တချို့တချို့တော့ကျွန်တော်တို့တွေးရတယ်မွေးလာကလေးကအလရဲ့ကလာမ်ကိုတိနေတယ်အလင်တိနေတယ်တရကတွေအများကြီးပဲအလင်ပါလာတယ်ဆိုအဲ့ဒါတွေကဘာကြောင့်လဲဆိုမိဘနှစ်ပါးရဲ့ဘာရကတ်ကြောင့်အာမင် မိဘနှပါဟာကိုဝင်ဆောင်ထားတဲ့အချိန်ဒီကလေးအချိန်မှာလင်းနဲ့မရတျောက်တျောက်ဆဲကြတပတ်ကချွေးမနဲ့ဟလာဘက်မှာပြိုင်ဆိုင်ကြမိခင်ပြည်သူရောက်ခမချွေးမဆိုတဲ့ဇလန်းနဲ့အပြိုင်အဆိုင်နေနဲ့အာနာရီနဲ့ဒီမွေးလာမဲ့ကလေးကို ကောင်းအောင်ဝိုင်းဝန်းပြီးတော့ သူ့ရဲ့ figure နဲ့သူ့ရဲ့နှလုံးသားကိုအေးချအောင် မလုပ်ပဲနဲ့တားသမီးကိုကြတော့မွေးလာတဲ့မိကိုကြတော့ငါမြေရဘလို့ဖြစ်ရမလဲငါတားမွေးလဲကလေးရငါရဲ့အဲ့ဒါဒီ generation ကိုထဲရမယ်သူဖြစ်တဲ့တော့ဘလို့ဖြစ်ရမလဲဆိုတာကိုတော့အိမ်မက်အကြီးမက်တဲ့အတိုင်းမက်ညင်ပန်နှိပ်ဆက်ပြီးဒီချွေးမရဲ့ကိုယ်မှာရှိနေကလေးကိုကြတော့ပျက်စီးအောင်လုပ်ထားတယ်မွေးလာတဲ့အချိန်မှာကြတော့ဟိုဘယင်ကြီးဖြစ်စေခြင်းလဲဘလို့ရမလဲ ဘယင်ဖြစ်ဖို့ဆိုတာကြိုတင်စီမံကိန်းတစ်ခုထားမယ်ဘယ်တစ်ခုချမယ်ခမားတို့ကမွေးလာတဲ့ဒီကလေးကိုကြတော့ငါမီးဆိုပြီးတော့ချစ်ပြပြီးချွေးမကိုဝင်ဆောင်းထားတဲ့အချိန်မှာကြတော့နှိပ်စက်ထားပြီးတော့ဒီကလေးကိုကြတော့အမွေစက္ကန့်တူဘယင်ဖြစ်ရမယ်ဆိုရင်တော့ဘလို့ဖြစ်နိုင်မလဲကျုံမဲဖြစ်မှာပဲခမားကျုံလို့ထားတဲ့အတွက်ကျုံကနေမွေးလာတဲ့တာသမီတွေကျုံသားတွေနဲ့ပဲကျုံစရိုက်နဲ့ပဲကြီးလာမှာပဲအဲ့ဒါတွေကိုကျွန်တော်ပြန်တာဘီယက်ဆိုတာကအစ္စလာမ်က प्योर हारे तरबियत हबाले हा इलिमने नंबर टे रामीबा नपा कोवें दरे साउंड हारे अच्छे ही मागो का इलिम को पीलो याबी साइंस यानी साइंस का ले रिसर्च लोग भी प्योर है तो बीताजु ये आने पते दे साउंबाउं म्याम्याज वा या ये ठारे नो यानी तो अभी यो जी नाउटाइन यूनिवर्सिटी रे मात्वा अलविया कोवें या भी चमारो कोवें हाँ ब्लू चीपिंग लाऊं ब्लू लो आमले बासा आमले बेने बालू आमले सुरे स्टेप बाय स्टेप သူတို့တွေအများကြီးပြရတဲ့သင်္ကန်းစာတွေပေးနေတယ်။ဒီကလေးဟာအီလီမနဲ့ကြီးလာတယ်။အဲ့ဒီအတိုင်းဝိုင်းဟာနူရ်နဲ့ဟလာအိမ်ကိုအလိုက်အိမ်စောစောကပြောခဲ့တဲ့ဘိုက်တူလာလို့ထားတာတယ်တဟာရတ်လည်းထားတာတယ်အဲ့ဒီမှာအီဘါဒတ်လည်းထားတာတယ်မာရီဖတ်လည်းထားတာရင်ဒီကလေးဘယ်လိုဘေးပေါင်ရောက်တော့မလဲဒီကလေးအဲ့ဒီအတိုင်းပဲကြီးလာမှာပေါ့ ကလေးကြီးပြင်းလာတဲ့ပုံလမ်းလွဲလမ်းမရောက်သွားတာကဒါကြောင့်သားသမီးမကောင်းမိဘကောင်းဆိုတဲ့ဇကဘုံကအလကားမဟုတ်ဘူးမိဘတွေဟာလည်းအယူအသေးထိုက်တဲ့မိဘတွေဖြစ်အောင်လုပ်ရမယ်နော်သားသမီးတွေဟာသူ့ပေါ်မှာတောင်းဝန်ရှိတယ်ကေသူ့မိဘပေါ်မှာသူအပြည့်အဝ Oof တောင်းမလုပ်ပဲခစ်မတ်တော့ဘူးဒါပေမဲ့အရာဒီကိုမရနဲ့ အလားရန်ဖြစ်ဖို့တိုက်ခိုက်ဖို့ညှဉ်းပန်းနှိပ်စက်ဖို့မိခင်အရှင်မိဘအရှင်မှာကို့မရအောင်အနိုင်ကျင့်ပြဖို့မလိုအပ်ဘူးလိုအပ်တာကဘာလဲဆိုရင် အခလာခ်လို့ခေါ်တဲ့ဇရိတမွန်နဲ့နာဦးကြမှာပြေးလဲအောင်ဆွမ်းဆောင်ပေးနိုင်တဲ့တာသမီကောင်းတစ်ခုပြရမယ်မိဘကိုလည်းမိဘအယိုက်အယာမှာ နီးကိုလည်းဇနီးနေရာမှာတာသမီကိုလည်းတာသမီနေရာမှာအဲ့ဒီသုံးခွင်းဆက်ရဲ့အလယ်မှာသူကထိမ့်နိုင်လိုက်သူဖြစ်ရမယ်။ဘာကြောင့်လဲအမျိုးသမီးတွေကြမှာမိခင်လည်းရှိတယ်၊နှမလည်းရှိတယ်၊ဇနီးလည်းရှိတယ်။ဟလား။သမီးလည်းရှိတယ်။သူတို့တွေမှာအမျိုးသမီးဆိုတဲ့ character ဗီဇတစ်ခုတည်းပဲရှိတာ။သူတို့မှာအလောင်ရှင်မြတ်ဒီ fitrat ကိုတခုပဲထားပေးတာအဲ့ဒီတခု fitrat ကိုကိုရီဟာညီတူညီမျှ right တင်နဲ့သွားမယ်ဆိုရင် ဖစ်ထရက်လေးခုလုံးမှာပြဿနာဖြစ်စရာအကြောင်းမရှိတော့ဆိုတော့အဲ့ဒါအကြောင်းမိခင်ပြတဲ့သူကလည်းဥမာအပြည့်ခင်ပွန်းမရှိတော့ဘူးဆိုရင် तू သားသမီးခင်ပွန်းရှိရှိမရှိရှိ तू သားသမီးအပေါ်မှာဝါကျစ် तू မိပါမိခင်ကို तू ကြည့်ရမှာအပြည့်ဝခြေတော့ကင်ပြီးတော့ तू နေရမယ်ခင်မတီစီယာဟိုချုပ်လိုက်ပေါ့နော်9မိနစ်လောက်โอเคပတိပတိဆိုတော့နောက်ဆုံး အနေနဲ့ချုံရမယ်ဆိုရင်အဲ့ဒါပဲအဓိကပြောချင်တဲ့ဟာကယနေ့ခေတ်ကာလမှာဒါပထမဦးဆုံးနောက်ဆုံး point နဲ့တချို့တချို့အတိုင်းဝိုင်းတွေမှာကျွန်တော်တို့တွေ့ရတယ်ဟလာမိခင်ဒီဟလာကိုယ့်ရဲ့အမျိုးသားဆုံးသွားတယ်ပါကင်ဖြစ်တဲ့သူဆုံးသွားတယ်ကိုခင်မုန်းဖြစ်တဲ့သူဆုံးသွားတဲ့အခါကိုသားသမီးကိုသူဟာအားကိုးလာတယ်အားကိုးလာတဲ့အခါမှာမဖြစ်တင်တဲ့ဟာတွေမရှိတင်တဲ့အရာတွေပါပါလာတယ်တစ်ဖက်ကဒူတွေနဲ့ညီစွမ်းလာတယ်တစ်ဖက်ကကိုသားအိမ်လုံး ဘက်နဲ့ပြန်ပြီးတော့ပြဿနာတွေတက်လာတယ်မလိုအလားအတဲ့ပြဿနာတွေဖြစ်လာတာဘာကြောင့်လဲဆိုရင်သူကအတိုင်းထက်အလွန်ကိုတားကိုအားကိုလို့မဟုတ်ဘူးတကယ်တမ်းကိုတားကိုအားကိုစရာမလိုအဲ့လိုတာဘီယက်ပြရမယ်တားဟာကိုမအေဦးမမေ့ရဘူးဒါမျိုးဖြစ်ရမယ်ကျမ်းတော်မြတ်ကုရ်အန်ကအဲ့ဒါပြောလာတာတားသမီးဒီမိဘရဲ့အဆန်ကိုမမေ့ရအောင်မိဘရဲ့ကျေးဇူးကိုတည်တာမယ်မိဘကိုတည်တဲ့အထိခစ်မတော်မယ်မိဘဘလို့ပဲရှိရှိဘလို့ပဲဖြစ်ဖြစ်ဘလို့အနေထားမှာပဲရှိရှိအဲ့တော့ အဲ့ဒါကိုကျွန်တော်တီးရမယ်ကေအကယ်မိဘဟာမိဘအရိုက်အရာမှာဒီလိုနေလိုက်တယ်ဆိုရင်အနောက်လိုက်တဲ့အခါကျတော့မလိုလားတဲ့တဒနာအစိုးရကပြောခဲ့တယ်ချွေးမဆိုတဲ့ ်အလားပြက်ဟာတွေနဲ့စားဆိုတဲ့ရောက်ခမဆိုတဲ့ဟာနဲ့ပြဿနာတွေဖြစ်လာပြီးတော့ဒီလင်းများကြတဲ့မှာအနှောက်ယှက်တွေအကွဲပြက်တွေဖြစ်လာတယ်ဒါမျိုးလည်းမဖြစ်ရဘူးအတိုင်းထက်အလွန်ကျွန်တော်တို့လေ့လာမယ်သူ့ဘောင်နဲ့သူကိုယ့်နေရာနဲ့ကိုယ်နေရမယ်အဲ့တော့နောက်ဆုံးဒီနေရာမှာပြောချင်တာကအစ္စလာမ်ရဲ့ဘောင်အတွင်းမှာကျွန်တော်တို့မိသားစုတစုကိုတိဆောက်ဖို့ဒီကျွန်တော်တို့အတွက်ဆန္ဒမူတာဒီကျမ်းတော်မြတ်ကုရ်အန်အယ်လီဘက်ဒါကြောင့်အလ္လာဟ်ရာဆူလ်ကအယ်လီဘက် ကျွန်တော်တို့ကိုပေးသွားတယ်ဆိုတာကအဲလီဘက်လဲအိမ်နဲ့ဆိုင်တယ်အိမ်တော်သူအိမ်တော်သားတွေလို့ပြောတယ်ဒီအိမ်တော်သူအိမ်တော်သားတွေဟာဘလို့အိမ်တစ်ခုကိုတိဆောက်ခဲ့လဲအဲ့ဒီအိမ်ကိုအလာကအဲ့ဒီလောက်နှစ်ကလိုက်တကယ်ဖီဘူယူတင်အဇင်အလောအန်တူဖာဒီအိမ်ရဲ့အစ်ဇက်ဂုံဂုံငါအလာကမြင့်တင်ပေးလိုက်တယ် အဲ့လိုအိမ်ဖြစ်အောင်လို့ကျွန်တော်တို့ကိုကိုတော်ကအဲ့ဒီအိမ်တော်သူအိမ်တော်သားချင်းချင်းပေးသွားတာအဲ့တော့ကျွန်တော်တို့ကဒီအိမ်တော်သူအိမ်တော်သားမပါဘဲနဲ့ဒီလိုဘိုက်တူလာအိမ်ဘလို့ဖြစ်နိုင်မလဲမော်လာအလီအလိုင်စလမ်တခင်ကြီးကိုပါအိမ်တော်သူအိမ်တော်သားထပ်ပြီးမြဝါထင်ထင်တည်အောင်လို့အလာကမိမိရဲ့အိမ်တော်မှာပဲဖွာတော်မူပေးလိုက်တယ်ကြီးလိုက်တော့မောလူသေးကာပါလာတဲ့နေရာအဲ့လိုအိမ်အတင်တို့ရဲ့အိမ်လည်းဖြစ်ရမယ် အဲ့လိဘက်ရှိတဲ့အိမ်အိမ်တော်သူအိမ်တော်သားကိုတော့ရဲ့အိမ်တော်သူအိမ်တော်သားဟာလမ်းစဉ်ဟာကျွန်တော်တို့ရဲ့အိမ်မှာဆန္ဒမူလာဖြစ်ရမယ်အချုပ်အားဖြင့်ဖာတီမာဇေရာတခင်မကြီးဆလာမူလာအလိုက်ဟာပေးခဲ့တဲ့ကျွန်တော်တို့ကိုတင်ကန်းစာဖာတီမီမိခင်များရဲ့ခြေဘွားအောင်မှာအလာကဂျန်နက်ထားတာဘာကြောင့်လဲဆိုရင်ဖာတီမာဇေရာတခင်မကြီးဒီဆယ်ရတုန်နီဆိုင်အာလမင်ဂျန်နက်ရဲ့အမျိုးသမီးများရဲ့ခေါင်းဆောင်ကြီးဖြစ်တဲ့အတွက် အဲ့ဒီတော့ကြောင့်အိမ်ကိုလည်းအတ္တလို့အိမ်လုပ်ရင်အတင်းရဲ့အိမ်ဟာလည်းဂျန်နက်ဖြစ်သွားလိမ့်မယ်အဲ့တော့မိမိတို့ရဲ့အိမ်ကိုမိမိတို့ဂျန်နက်ဖြစ်အောင်အလောရှင်မြတ်ဒီနစီတက်ဒီပူဇာကိုပေးတနာတော်မူပါဂျန်နက်ဖြစ်အောင် ကိုတော်ရဲ့တမိတော် ဟလာအနွဲ့တော်မူအယ်လီဘက်ရဲ့လမ်းစဉ်နဲ့တူအိမ်ကိုတိဆောက်နိုင်တဲ့အခွင့်အရေးပေးသနာတော်မူပါအုံတော်သူအိမ်တော်သားတွေမိသားစုဝင်ကြားထဲမှာချစ်ချင်းမေတ္တာကိုပေးသနာတော်မူပါမိသားစုဝင်ကြားထဲမှာလာရောက်နှောက်ယှက်ပြီးရောအလားလောက်တဲ့ဒီရှိုက်တာမိစ္ဆာတွေကိုအလောရှင်မြတ်ဖယ်ရှားပေးသနာတော်မူပါမိသားစုအတိုင်းဝိုင်းစင်မျိုးအတိုင်းဝိုင်းတငယ်ချင်းမိတ်ဆွေအဆရှိတဲ့ယင်းနီးတဲ့ သူတွေကြားထဲမှာလာပြီးတွေးခွဲမဲ့သူများကိုအလောင်ရှင်များဟေတာရဲ့ချင်းမြင့်ပေးတနာတော်မူပါဟေတာရဲ့အကယ်၍သူတို့ရဲ့နဆစ်မှမရှိရင်သူတို့ကိုအဲ့ဒီနေရာကဖယ်ရှားပေးတနာတော်မူပါကျွန်တော်မြတ်ဆရာညံလေးရဲ့ဒီခိတ်မတ်ကိုအလောင်ရှင်များလက်ခံတော်မူပါကျွန်တော်တို့မျိုးတို့နဲ့အတူတိုင်းပြည်မှာရှိတဲ့ညီကိုမောင်နှမလူကြီးမိဘများအားလုံးကိုအေးချမ်းတရားဝါပြောမှုကိုပေးတနာတော်မူပါကျွန်တော်မျိုးတို့ရဲ့ဒုအားကိုအလောင်ရှင်များကဘူတူလက်ခံတော်မူပါဝတ်စတဂ်ဖီရူလာဟ်အလ်အဇီမ်ဝအတူဘူအီလိုင်း واخر دعوانا ان الحمد لله